ရိုဟင်ဂျာဒုက္ခသည်တွေလိုက်ပါလာတဲ့ဆက်လေတစီပင်လယ်ပြင်မှာနစ်မြုပ်ပြီးလူတွေဒါဇင်နဲ့ချီပျောက်ဆုံးနေတယ်လို့မလေးရှားအာဏာပိုင်တွေကနိုဝင်ဘာ9ရက်နေ့မှာပြောကြားခဲ့ပါတယ်။အဲ့ဒီဒုက္ခသည်တွေကရခိုင်ပြည်နယ်ဘူးတိတောင်မြို့နယ်ကနေစတင်ထွက်ခွာခဲ့ပြီးထိုင်းနဲ့မလေးရှားတို့ရဲ့ကမ်းလွန်ပင်လယ်ပြင်မှာနိုဝင်ဘာ6ရက်နေ့ကဒုက္ခရောက်ခဲ့ကြတာလို့မလေးရှားအာဏာပိုင်တွေကပြောပါတယ်။မလေးရှားကမ်းခြေဆောင်တပ်ဟာလေစည်းဒုက္ခသည်73ဦးကိုအသက်ရှင်ရကယ်ဆယ်နိုင်ခဲ့ပြီး9ဦးရဲ့အလောင်းတွေကိုရှာတွေ့ထားပါတယ်။ ကနအူးစုံစမ်းမှုတွေအရအဲ့ဒီဆက်လေကြီးပေါ်မှာစုစုပေါင်းရိုဟင်ဂျာဒုက္ခသည်300ကျော်လောက်ပါဝင်တယ်လို့သိရှိထားကြောင်းမလေးရှားကမ်းခြေဆောင်တပ်ရဲ့အကြီးအကဲကဆိုပါတယ်မလေးရှားရေပိုင်နဲ့နာချင်းကလာချိန်မှာပင်မရင်ရင်ပေါ်ပါလာသူတွေကဆက်လင်ငယ်3စီးပေါ်ကိုခွဲဖြန့်ပြီးရွှေ့ပြောင်းခဲ့တာပါအဲ့ဒီ3စီးတွေကတစီးတိမ့်မှောက်နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်ဒီတော့နစ်သွားတဲ့လှေပေါ်မှာခမန်းကြီးလူတရာလောက်စီးနှင်းလိုက်ပါခဲ့လိမ့်မယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကခမန်းထားပါတယ်လှေနစ်မြုပ်ပြီးတဲ့နောက် ရိုဟင်ဂျာဒုက္ခသည်တချို့နဲ့အလောင်းတွေကမလေးရှားမြောက်ပိုင်းအပန်းဖြေကျွန်းတစ်ခုဖြစ်တဲ့လန်ကာဝီရဲ့ကမ်းခြေစီကိုရေစီးနဲ့မျောလာကြတာဖြစ်ပါတယ်။ဘယ်အချိန်တုန်းကဘယ်နေရာမှာလှေနစ်မြုပ်ခဲ့သလဲဆိုတာကိုတိတိကျကျအတိမပြုနိုင်သေးဘူးလို့လဲကမ်းခြေဆောင်တပ်ကပြောပါတယ်။ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ကတော့ဒေသဆိုင်ရာအာဏာပိုင်တွေအနေနဲ့ဒုက္ခသည်တွေကိုရှာဖွေတဲ့လုပ်ငန်းစဉ်ကိုပိုပြီးအရှိန်အဟုန်မြှင့်တင်ပေးဖို့တိုက်တွန်းတောင်းဆိုထားပါတယ်။ အခုနှစ်အတွင်းရိုဟင်ဂျာ9200လောက်ဟာအဲ့ဒီလိုနီလန်မျိုးနဲ့နေရက်ဒေသကိုစွန့်ခွာခဲ့ကြတယ်လို့ယုံကြည်ရပြီးသူတို့တွေက600လောက်ဟာပင်လယ်ပြင်မှာသေဆုံးပျောက်ဆုံးခဲ့တယ်လို့ UNHCR ရဲ့ပြောရေးဆိုခွင့်ရှိသူအရာရှိကပြောကြားထားပါတယ်ရှင်